အလုံးမင်္ဂလာပါဒီနေ့တစ်ချက်ဒီမှတ်တင်ခဲ့တာကတော့အခန်း3လေ့ကျင့်ခန်းသုံးတမ30ကနံပါတ်5ရဲ့စာလုံးရဲ့စာရင်းတွေဖြစ်ပါတယ်နံပါတ်5မှာဆိုရင် template ppl minus time template p minus 5 bigger black 2 to 2အဲ့ဒါကို01 minus 4 ppl b ဆိုနဲ့စာပြရမှာဖြစ်ပါတယ်အဲ့ဒီမှာကျတော့ထည့်ညွှန်းနေရသူအစီအစဉ်တွေကြမစီကြပါဘူးအဲ့ဒါကိုကျတော့ပြန်ပြီးတော့ထည့်ညွှန်းလိုက်အစီအစဉ်တွေကပြန်စီပြရမှာနော်အဲ့ဒီကျတော့2 to 2เนาะတုံးတက်ကြီး ဒီတုံးတက်ကိုအခြေဆုံးမှာတက်တယ်ပြီးရတစ်ထက်နှစ်ထက်ပြီးတစ်ထက်တစ်ထက်ပြီးတော့မားကျော်ပြီးနေခင်းနေပါစားခဲ့ရတဲ့ကျတော့အဲ့လိုပဲပြန်စီလိုက်မယ်နော်ဒါဆိုရင် 2b2 minus နဲ့ 5b square plus p plus ချပ်ပြီးပါမယ်စားခဲ့ရတဲ့ကျတော့ b square minus 4b plus ဆိုတာဖြစ်ပါတယ်ဒါဆိုရင်ပြီးတော့ 2b2 ကိုချေဖို့ b square နဲ့အင်းတော့အဲကြည့်ကြည့်မယ်နော်ကြည့်တဲ့အခါမှာ 2b2 ကို b square နဲ့ဝင်ဖို့အတွက်ဆိုရင်ကျတော့ 2b နဲ့မြောက်မှာရမှာပါနော်ဒါဆိုရင်ကျတော့ 2b နဲ့မြောက်တဲ့အခါမှာ 2b နဲ့ b square နဲ့မြောက်တဲ့အခါမှာ 2b ကြည့်ရပါတယ် 2b နဲ့ -4b နဲ့ပြတဲ့အခါမှာ -8b စကွဲရပြီးတော့2ပြီနဲ့ +1 နဲ့ညက်ကမှာ +2 ပြရပါတယ်။ဒီအားဆိုအကောင်ကလက္ခဏာရေးပြပါမယ်။အနုကပေါင်းပြီးပြီးတော့ပေါင်းကအနုပြီးပါမယ်နော်။အပြင် +2 ပြီးကျူးနဲ့ -2 ပြီးကျူးနဲ့ခြေပြရပါတယ်။ -5 2စကွဲနဲ့ +8 2စကွဲကြလက္ခဏာပြီးတော့နှုတ်ပြရတယ်။နှုတ်တဲ့ခါမှာဒီအပေါင်းအများအတွက်အပေါင်း3ပြီးစကွဲရပါတယ်။နော်။ +2 ပြီနဲ့ -2 ပြီနဲ့ကျတော့-ပြီပဲကျန်ပြီနော်။ဒါဆိုရှင်ဒီလိုက pb square minus p plus 10ဖြစ်ပါတယ်။အဲဒီမှာ 3b square p 3b square p square နဲ့ဝင်တဲ့ကဘာလို့3နဲ့မြောက်ပေးရလဲ။ဒါဆိုဆိုတာ plus p နော်။ plus 3နဲ့မြောက်ပေးရမယ်နော်။အဲဒီ3နဲ့ p square ကြတော့အခါမှာ 3p square ရပြီးတော့3နဲ့ minus 4ပြင်နေရတဲ့ခါမှာကြတော့ minus 3b ရပါရဲ့ plus 3နဲ့1နဲ့ကြတဲ့ခါမှာ plus 3ပဲရတယ်နော်။အဲဒီဒီလက္ခဏာလေးကြောက်ပါမယ်။အဲဒီဒီတော့ plus 3 square နဲ့ minus 3 square နဲ့ကြည့်ရအောင်မယ်။ minus b နဲ့ plus 12b နဲ့ကြာတာကျတော့ plus 11b ရပြီးတော့ plus 10နဲ့ minus 3နဲ့ကြာတော့တော့ plus 7ရပါတယ်ဟုတ်ကဲ့ဒါပြင်ကျတော့ဆက်ဆက်ဆက်ဆွဲကြရတာလည်းမရှိရက်ဒီအပြေကတော့လောက်ရပါတယ်အကျဉ်းကအပြေကအစားလက်က 2b plus 3ဖြစ်ပြီးတော့အကျဉ်းကကြာတော့ 11b plus 7ဖြစ်ပါတယ်အဲ့တော့ကျတော့ပြန်ပြီးတော့ချိန်ကြိုက်မယ်ချိန်ခဲ့တဲ့အခါမှာစာရင်းရဲ့စားလက်ရဲ့အကျဉ်းရဲ့နော်စာရင်းနဲ့စားလက်နဲ့ပြောင်းပြီးတော့အကျဉ်းနဲ့ပေါင်းပေးရပါတယ်ဒါဆိုလို့ရှိရင်ကျတော့ ူပီဘလက်3နဲ့ဖူပီပီစကွဲမိုင်းနပ်4ပီဘလက်1နဲ့မြောက်ပြီးတော့ဒီကအကျဉ်းဖြစ်တဲ့11ပီဘလက်7နဲ့ဒီလိုတောင်းမြင်ရတယ်နော်အဲ့ဒီကမှာပီစကွဲကတော့အဲဒီလိုခြေရ3လုံးနောက်ကနှလုံးဖြစ်တဲ့အတွက်ဒီလိုနောက်ကနှလုံးနဲ့ဒီလိုခြေရ9လုံးမြောက်လို့နော်အဲ့လိုတူပီနဲ့ဒီလိုခြေရ9နဲ့မြောက်မယ်ဒါက3နဲ့လည်းခြေရ9နဲ့မြောက်မယ်နော်ရတဲ့ကမှာ 2p နဲ့ p2 နဲ့ရတဲ့ကမှာ 2p ရရပြီးတော့ 2p နဲ့ -4p နဲ့ကျတော့ -8p2 ရပါတယ်။ 2p နဲ့ +1 နဲ့ကျတော့ 2p ရရတယ်နော်။ အဲနောက်ငွေမြောက်မယ်နောက်ငွေမြောက်တဲ့ကမှာ 3x square နဲ့ဆိုတော့ 3p square ဖြစ်ပြီးတော့ဒီနဲ့ -4p ဆိုတော့ -12 ရပါတယ်ဒီနဲ့1နဲ့ဆိုတော့3ရဒီနဲ့2နဲ့မြောက်တဲ့ကမှာ3ရရပေါ့နော်နောက် 11p plus 7ပဲရပြပြင်ရပါတယ်အဲ့ဒီမှာဒီလို 2p2 ကတော့အဲ3တက်က3မရှိရဲ3တက်ကိုရိုက်ပြင်ရင်းမယ်။ဟိုစုရေးလိုက်ပြီပေါ့နော်ဒီဒီမျိုးတူတာစုရေးလိုက်မယ်။ 2p2 ကတော့ -8p2 ရဲ့ +3p2 ပေါ့နော်ဒါ 3p2 ပါနော်အဲ့ဒါနဲ့ပေါင်းလိုက်မယ်။ အဲ့ဒီမှာ 2b ရဲ့ minus 12b ရဲ့ plus 11b ရဲ့တွင်တာလည်းနောက်ကကျင်းလို့ပြီးကျင်းလို့ပြီးတဲ့3 plus 7ကိုတွင်တာလည်းနော်အဲ့ဒါ 2b ကျွာ 2b ကျည်ရင်းနဲ့ minus 8b square နဲ့ plus 3b square ကြတော့နော် minus 5b square ဖြစ်ပါတယ်နော်အမှားနောက်ကနောက်ကဘယ်မှာကျတော့ 2b နဲ့ 11b ဆိုတော့ 13b ရရဲ့ 13b ရဲ့ 12b ကိုတို့တကမှာအဲ့ p ပဲကျတယ်ပေါ့နော်ဒါက3 plus 7နဲ့ကိုပေါင်းတဲ့အခါမှာ10ရပါတယ်ဒါဆိုရှင်ကျတို့ နော် 2b2 5 is square plus p plus 10ကကြတော့အတူရဲ့ဟိုဒီအိမ်နဲ့ညီပါတယ်ဒါကြောင့်မို့အဖြေကနိုင်ပါတယ်နော်နောက်ကြဘောနံပါတ်စလုံးကတော့ h2 4ရတဲ့ h2 3ကိုကျွန်တော် h2 8 10နဲ့စာပြရမှာပါအဲ့မှာကျွန်တော်အကိန်းကိုဆင်းလိုက်မပြည့်တော့တဲ့ကျွန်တော်ပြန်ပြီးတော့စီနေရပါတယ်နော် h2 3 h2 4 12ဖြစ်ပါတယ်ရှင်းပါလားတော့ h2 8 10ဖြစ်ပါတယ်နော် အဲ့တော့ကျွန်တော်က h2 နဲ့ h2 နဲ့စကားပေါ့ညတ်တဲ့ကမှာ h2 ကို h2 နဲ့စားလိုက်ခါမှာကျွန်တော် h နဲ့စားလိုက်ရပါပြီ။ဒါဆိုရင် h နဲ့ h2 နဲ့မျှတဲ့ကမှာ h2 ရပြီးတော့ h နဲ့ h နဲ့မျှတဲ့ကမှာ h2 ရပါတယ်။ -1 နဲ့ h နဲ့မျှတဲ့ကမှာတော့ -6 ရတယ်ပေါ့နော်။အဲ့တော့လက္ခဏာတွေပြောင်းပါမယ်။ပြောင်းပြီးတော့ plus h2 နဲ့ -h2 နဲ့ကျေသွားမယ်။အဲ့ဒါဆိုရင် plus h h2 နဲ့ -h2 ဆိုတော့သူက +2h2 ကျင်မယ်။အဲ -4 နဲ့ မိုင်းနက်4ရဲ့ plus 3နဲ့ဆိုတော့ plus 2ရဲ့ကျန်ပါတယ်။အရင်မိုင်းနက်12ကိုဆွဲချမယ်။အရင်2 square ကိုအချို့ a square နဲ့ဝင်တဲ့ခါမှာဒီလိုပါနဲ့မြတ်ရမယ်ဆိုရင်2နဲ့မြတ်ပြရပါမယ်။အရင် plus 2နဲ့ a square နဲ့မြတ်တဲ့ခါမှာ2 a square ပြီးပြီးတော့ plus 2နဲ့ plus a square နဲ့မြတ်တဲ့ခါမှာ plus 2ရရပါတယ်။ plus 2နဲ့ minus 3နဲ့မြတ်တဲ့ခါမှာဒီက minus 3ရရတယ်နော်။အဲ့တော့ဒီ 2x2 ကို x2 နဲ့စကားရတဲ့အခါမှာဒီလိုဗာနဲ့မြတ်ကမလို့နှစ်နဲ့မြတ်ပြရပါတယ်။ဒါပေမဲ့2နဲ့ x2 နဲ့မြတ်တဲ့အခါမှာ 2x2 ထူးနဲ့အိနဲ့ရတဲ့ခါမှာထူးရရပြီးတော့ထူးနဲ့ minus နဲ့ကံရတဲ့ခါမှာ minus ထွက်ရပါတယ်။ဒါဆိုရင်ကျွန်တော်လက္ခဏာတွေကိုပြောင်းမိလိုက်မယ်။နော်ပြောင်းမိတဲ့ခါမှာအဲ 2x ပဲ minus 2x ပဲနဲ့ plus 2x ပဲနဲ့ကြည့်မယ်။ plus 2 a နဲ့ minus 2a နဲ့လည်းကြည့်မယ်။ minus 2 a နဲ့ plus 2 a နဲ့လည်းကြည့်ပါမယ်။ဒါဆိုရင်ဖြေကစီးလို့ပါ။ဒါဆိုရင်စားလိုက်က a + 2ပြီးပြီးတော့အချင်းရတော့0ဖြစ်ပါတယ်။ကျဲတော့ဒီချိန်ချင်းလိုက်ပဲချိန်ခဲ့တဲ့ခါမှာစားလိုက်တဲ့စာရင်းတွေကိုမြောက်ပြီးတော့အချင်းနဲ့ပေါင်းပေးရမယ်နော်။ဒါရင် စာငင်းရတဲ့ h square minus 8 minus 6ပြီးတော့အကျိုးဟာလဲစာလက်က8 plus 2ဖြစ်ပါတယ်ဒါဆိုရင်8ကနော်ဒီ h square plus 8 minus 6ကိုမြောက်ပြီးတော့2ကလဲ h square plus 8 minus 6ကိုမြောက်ပါမယ်အဲ့ဒီမှာဒီချက်တော့အရှိရာကိကွေကနောက်ကကိုမြောက်လို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့လဲဒီလိုရှိရာကိကကနန်းသုံးလို့ပြီးတော့နောက်ကကိုကနန်းနှလုံးပြရပြတယ်ဒါကဒီလိုကနန်းနှလုံးနဲ့ပဲဝင်မြောက်ချင်တာနော်2ကဟိုကျတော့နောက်ကကိုကနေပြီးတော့ ။ငါကဝင်းထဲမှာရှိတဲ့အိတ်ကနေဘာ600ကျော်မြောက်ပါ။ငါကဝင်းထဲမှာရှိတဲ့နှိမ့်ကနေဘာ600ကျော်မြောက်ပါလေ။အဲ့ဒါအိနဲ့ h ကိုင်းပြတဲ့အခါမှာ h ရပြီးတော့အိနဲ့ a နဲ့ပြတဲ့အခါမှာ h ကျရပါတယ်။ minus နဲ့ a နဲ့ပြတဲ့အခါကျတော့ minus a ရပြီးတော့ပြရနော်။ဒီနဲ့ h ကိုင်းပြတဲ့အခါမှာ 2h ပဲပါ2နဲ့ a နဲ့ပြတဲ့အခါ 2a ဖြစ်ပြီးတော့2နဲ့ minus နဲ့ပြတဲ့အခါမှာ minus 3ရပါတယ်။ဒါဆိုကျတော့ h ကပြန်ပြင်ရင်မယ် h ကိုင်းမှာ plus h ကိုင်းနဲ့ plus 2h ကိုင်းဆိုတော့ plus 3h ကိုင်းရပါတယ်။ minus 8နဲ့ plus 2 8မှာတော့လက္ခဏာဘူးရတော့ minus 2ရရတယ်လက္ခဏာအနုပါတ်များရတယ်ပေါ့နော် minus 2ရတော့ဒီအိုင်းတင်ဒါဆိုရှင်ကြည့်တော့ဒီပြတဲ့ဒီကိန်းနဲ့တူပါရဲ့ဒါကြောင့်မို့အဖြေကနော်ဒီကိန်းအဖြေမှန်ပါပြီပေါ့နော်နောက်ကနံပါတ်စလေးမှာနံပါတ်စလေးမှာကြာကျော်60 power 4 minus 92 minus 7 d square minus 10 d minus 3ပါเนาะအဲ့ဒါကိုကျွန်တော် 2d square plus 4d minus 3 ਨੇ စားပြရပါဖြစ်ပါတယ် ဲ့လိုစားတဲ့အခါမှာ city power 4ဆိုတော့ 2d square ဆိုတော့ကျုပ်အဲ6ပြအောင်လို့ဆိုရင်နှစ်ကိုစီကို3နဲ့မြောက်ပေးရတယ်။ဒီကကျတော့4လို့ကျနေဖြစ်တော့ဒီနှစ်ထပ်ပဲရှိတော့ဒီနှစ်ထပ်နဲ့မြောက်ပေးရတယ်။ဒါဆိုရင် 3d square နဲ့ကျတော့ဘာလို့ပေးရမလဲမြောက်ပေးရမှာပါ။ 3d square နဲ့ 2d square နဲ့မြောက်တဲ့အခါမှာကျတော့64ရပါတယ်။ 3d square နဲ့ 4d နဲ့မြောက်တဲ့အခါမှာကျတော့ minus နဲ့ plus နဲ့ဆိုတော့ minus ရမယ်။3လေးတွေကဆက်နေ d2 ရတယ်ပေါ့နော်။နောက်ပါ 3d square နဲ့ minus 3နဲ့မြောက်တဲ့အခါမှာ เนาะ3 3นี่6แล้วก็ -90 ซวยได้เลยเนาะแล้วทีนี้เชื่อว่าอาวะลักษณะนี้ปรับมามั้ยลักษณะนี้ปรับมีแต่คําว่าเจออ่ะ +64 เนี่ย4เนี่ยเหมือนกัน city power 4เนี่ย -60 power 4เนาะเจอว่ามั้ยだทีนี้ -90 จูเนี่ย plus 12 g จูอ่ะเดี๋ยวลักษณะบูรณะไปได้สนิทเนี่ยคงจะต้องอย่างเนาะอะไร +3 g square 3 g 2อย่างพี่แล้ว နောက်ကကျတော့ -7 degree square နဲ့ +9 degree square ဆိုတော့ +2 degree square ရပါတယ်လက္ခဏာကအပေါင်းအများကြီးပါနော်အဲ့မှာကျတော့ -10 degree ကိုဆွဲချရဲပါနော်ဒါဆိုရင် 3D2 နဲ့ 2D square ကျတော့အမှားလေးကျတော့နှစ်ကိုလည်းအဲ3ပြောင်လို့မရဘူး3ကိုလည်းနှစ်ပြောင်လို့မရတဲ့ကျတော့ဘာလုပ်ရမလဲဆိုရင်ကျတော့အမှားနှစ်နဲ့3နဲ့ကိုအပိုင်းရင်းခံနိုင်တယ်နော်ဒါဆိုရင်ဘာနဲ့မြောက်မလဲဆိုရင် 3D 3 by 2D နဲ့မြောက်နော်အဲ့ဒီမှာ3 by 2D နဲ့ 2D square ကိုရေလုံးများတဲ့ခါမှာကျတော့ ပိုင်းကျေတူးနယ်ဒီရှိရတူးနယ်ကျေတော့အပေါ်မှာပိုင်းဝင်မှာ3ကျန်တယ်။မာဒီစကွဲနဲ့ဒီနဲ့ကျတော့3 2 2ရယ်။ဟုတ်တော့နော်။ဒီကဟိုမှာအန်နိုဒင်းနဲ့လုံးလို့ရတဲ့အတွက်ပါနော်။နည်းနည်းလေးတော့ဟိုပါပြောရတယ်။အဲ့ဒီမှာကျိုးပထမဆုံး3 2 3/2 d နဲ့2 d စကွဲနဲ့ကိုအရင်ဆုံးမြောက်တဲ့ခါဒီ 2d square ရဲ့ဒီစာလေးရဲ့ d square ရှေ့မှာရှိရဲ့2နဲ့နော် 3/ ဒီစာလေးရဲ့နော် 3/2d နဲ့ဒီမှာရှိရဲ့အပိုင်းရဲ့2နဲ့ကြည့်သွားမှာ အဲ့လိုဗားရဲကျန်လဲဆိုရင်ပိုင်းဝင်ပါ3ကျန်တယ်။နောက်ကဒီစကွဲနဲ့ဒီဒုံးကျန်တယ်နော်။ဒီစကွဲနဲ့ဒီနဲ့ကျဒီ2ဖြစ်မယ်။3နဲ့ညရက်ကမှာ3ဒီ2ပေါ့နော်။နောက်တစ်ခုကကျတော့3ပိုင်း2ဒီနဲ့ -4 ဒီအလဲကဒီစာငင်းအလဲက -4 ဒီနဲ့ညရက်ကမှာကျတော့အဲပိုင်းကျန်မှာရှိရနှိမ့်နဲ့အရှိက4နဲ့ညရက်ကမှာနှိမ့်နဲ့4 2D ရပြရမှာ 2D နဲ့ဘွား 3D နဲ့ညရက်ခါမှာ city square ရတယ်။အဲက3/2 3/2D နဲ့ -3 နဲ့ကိုချုပ်ညောက်တဲ့ခါမှာ เนาะသူတို့အဲ့တော့မြတ်တဲ့ခါမှာသူတို့ပိုင်းဝင်ပိုင်းဝင်ရင်းကတော့တုံးတုံးကြီးကိုအဲ့ဒါနော်ပိုင်းဝင်မှာတကိုးပြေသွားမယ်ရော9 by 2ဒီဖြစ်ပါတယ်ဒါကြောင့်ဒီချေလက္ခဏာတွေပြောင်းလို့ရပါပြီလက္ခဏာတွေပြောင်းတဲ့ခါမှာ 3d square နဲ့ minus ပြတ 3d 2နဲ့ minus 3d 2ကတူသွားမယ်နော်အဲ့ဒီမှာ plus 2d square နဲ့ plus 8d square ဆိုတော့ plus 8d square ရပါတယ်အဲ့ဒီမှာ 10d နဲ့နော် minus 9d နဲ့ကိုချေကလက္ခဏာပြီးတော့နှုတ်မယ်နှုတ်တဲ့ခါမှာချေပိုင်းကြီးညှိရမယ်နော် တဆယ်ကိုကျတော့ဘိုင်းရင်မြပြကိုနှစ်နဲ့မြတ်တက်ကမှာဘိုင်းဝေကိုလည်းကျတော့ပါတော့နှစ်နဲ့မြတ်တယ်เนาะ20အဲ့တော့ 20D နဲ့ 9D နဲ့မြတ်တက်က 20D ကိုကဘိုင်းကြီးတော့မြစ်ဖြစ်သွားတယ် 20D ရဲ့က 9D ကိုနှုတ်တက်ကမှာကျတော့ 11D ရတယ်အဲ့မှာတဆယ်ကိုတဆယ်ကိုကျတော့ဘိုင်းကြီးတိရှိရတဲ့နှစ်နဲ့မြောက်နေမယ်ဘိုင်းကြီးကိုနှစ်နဲ့မြောက်ဘိုင်းဝေကိုလည်းနှစ်နဲ့မြောက်တော့ဘိုင်းဝေက20ရပြီဘိုင်းကြီးက2ရတယ်နော်အဲ့ဒါကြီးကျတော့ဘိုင်းကြီးနှစ်ကလည်းပြင်ရင်မယ်ဘိုင်းဝေ20ရက်ဘိုင်းဝေ9ရက်နဲ့မြောက်တဲ့ကောင်ကဘိုင်းဝေလည်းမရပါနဲ့ ဒါတို့လို့ရှိရင်ကျတော့ 2d square နဲ့ 8d square ဆိုတော့ကျတော့၄နဲ့မြောက်ရရပါနော်ဒါဆိုကျတော့၄နဲ့မြောက်လိမ့်မယ်နော်4နဲ့ 2d square နဲ့မြောက်တဲ့အခါမှာ 8d square ရပြီးတော့4နဲ့ 4d နဲ့မြောက်တဲ့အခါမှာ 16d ရပါတယ်4နဲ့3နဲ့မြောက်တဲ့အခါကျတော့ -3 ရတယ်နော်ဒါဆိုရင်လက္ခဏာကြီးတို့ကြောင်းပါမယ်ဒီမှာ 16d square နဲ့ minus plus 16d plus 8d square နဲ့ minus 8d square နဲ့ကခြေသွားပါမယ်နော်ပြီးကြတော့ကျတော့ ါဒီမှာအဲအလဲကောင်က11ဘိုင်ဒီ11ဘိုင်2ဒီနဲ့16ဒီမှာကျတို့သူကလက္ခဏာကိုတော့နှုတ်မယ်နှုတ်တဲ့အခါမှာကျတို့ပိုင်းနေနှိမ့်ရမယ်လို့ပြောရပါတယ်16ရဲ့အောက်မှာကျတော့1ရှိရဲဒါကြောင့်မို့ကျတို့ပိုင်းနေနှိမ့်ပြောင်းနှိမ့်မြောက်ရဲဒါဆိုရင်ခချောက်ကိုလည်းနှိမ့်မြောက်မြောက်မြောက်တော့ပိုင်းဝေးမှာသုံးသနှိမ့်ပြည်သွားမယ်နော်ဒါကြီးပိုင်းခြေကတော့နှစ်ပဲနော်ပိုင်းခြေကတော့နှစ်ပဲအော်အဲ့ဒါကိုမလုပ်ခင်ဒီမှာနောက်ဆုံးကမိုင်းနဲ့ထဲနဲ့ဘလက်တွဲနဲ့လည်းခြေတယ်ပေါ့နော်အဲ့ဒါထားလိုက်ပါတော့နော်ခြေရဲ့ဒါဆိုရှင်ကျတို့ကအဲအောက်ကအောက်ကအပိုင်းလေးမှာကျတော့ 32ပိုင်းတူးရပြီးတော့ဘောက11ပိုင်းတူးလို့နော်ဒါဆိုရင်သူက32တွေက11ပိုင်းလုပ်တဲ့ခါမှာဒီလို21ကျန်တယ်21ပိုင်းတူးတူးတယ်နော်အဲ့ဒီမှာအပိုင်းကလေးတွေပဲနည်းနည်းလေးတွေပါနည်းနည်းလေးတွေခတ်တယ်လို့ထင်ရတာပါဒါပေမဲ့တခြားလေးတွက်ကြည့်ရင်ခတ်ဘူးပေါ့နော်သူအလဲဆင့်လေးတစ်ခုပေါ့နော်အလဲဆင့်လေးမှာကျတော့အလဲဆင့်လေးကိုပြန်ကြည့်ပြပါမယ်အလဲဆင့်လေးမှာ 3D နော် 3D ကျူဘောက 2D square အဲ့မှာကျတော့နော်တော့6တို့8တို့လိုပဲတွားပြီးတော့မြောက်ဘူးလို့ဒီပြေကိန်းနဲ့မြောက်လို့မရဘူးနော်အခုတော့သူက နော်အရှိရတူနော်ကတတိယစီတယ်တူနှစ်ခုရဲ့စာဝင်ကြီးကအဆင်ပြေဦးလေနော်အဆင်ပြေတဲ့ခါမှာကျတော့ဘာလို့ကလဲဆိုလို့ရှိရင်အဲတတိပိုင်းတူနဲ့မြောက်ပြီးမှကျတော့ဘာလို့သူကိုဂျင်းနဲ့ 3D square ရမှာပါနော်မြောက်ကြည့်လိုက်ပါတတိပိုင်းတူဒီနဲ့ 2D square နဲ့တလုံးချင်းမြောက်ကြည့်လိုက်တဲ့ခါမှာရှိရတူနဲ့ဘိုင်းရီတူနဲ့ခြေတဲ့ခါမှာပေါ်က 3D တူကျတယ်နော်အဲ့လိုမျိုးလေးနော်ပြန်ပြီးတော့လုပ်ကြည့်ပါပြရမှာတန်းတီတဲ့နိုင်မှန်ဒူတီကိုနှုတ်တဲ့ခါမှာလဲဒီလိုပိုင်းကင်းတွေကိုနှုတ်တဲ့ခါမှာပိုင်းရင်ကြီးရလေးပြထားပါတယ်အဲဒါဆို30ကိန်းပြ30အောက်မှာတက်ရှိရည်လीတက်ရှိတော့တက်ကို ဘိုင်းကြီးသူအောင်နေ့နဲ့မြရတယ်ဘိုင်းဝီကိုလည်းနေ့နဲ့မြရတယ်20ရတယ်20ရက်ကိုယ်နေတော့စစ်တေးရတယ်ဘိုင်းကြီးကတော့နေ့ပဲပေါ့အဲ့လိုပဲဒီမှာလည်းအတိုင်းပဲအောက်စင်မှာလည်းပါတယ်အလဲဘိုင်းတူးရတာလဲဘိုင်းဘိုင်းတူးနဲ့16ရက်မြအဲ့လိုစစ်ချင်းနဲ့နှုတ်တဲ့အခါမှာစစ်တင်းရမှာဝမ်းရှိရတယ်ဒါဆိုရင်ဘိုင်းကြီးနေ့ပြရတော့နေ့နဲ့မြရပဲအဲ့လိုဘိုင်းဝီကိုလည်းနေ့နဲ့မြရတော့30နှစ်ရတယ်ပေါ့နော်အရင်ဘိုင်းဝီကတော့ဘိုင်းကြီးကတော့နေ့ပဲ30နှစ်ပြစစ်တေးကိုလည်းနေ့30ကျင်တယ်ပေါ့နော်ဒီမိုင်းနဲ့ဒွဲနဲ့ပလက်ဒွဲနဲ့ရတယ်အနောက်မှာခြေသွားတယ်ပေါ့နဲ့ SP ကတော့ဒီရတော့21မိုင်တူးကြည့်တာအဲ့ဒါဆိုရှင် စားလက်ကကျတော့ 3D square black 3D 3/2D black 4ရရောအချင်းရကျတော့ 21/2D ရရနော်ဒါတည်းကဒါဒီလိုအဖြေကိုချိန်ကြိုက်မယ်ချိန်ရခဲ့ကမခါမှာစားလိုက်နဲ့စားလိုက်နဲ့စားကင်းနဲ့စားလိုက်နဲ့ကိုမြောက်ပြီးတော့အချင်းနဲ့ပေါင်းပြရပါတယ်ဒါတော့ဒီချိန်မှာ 2D square minus 4D minus 3ကို 3D square black 3/2D 2D black 4နဲ့ပေါင်းပြီးတော့ 21/2D နဲ့ဆွဲစားပြီးပေါင်းပြရတယ်နော်အဲ့ဒီတော့က ရှိရ 2d square ကနောက်ကဝင်မြောက်မယ်နောက်ကနော် -4d ကလည်းနောက်ကဝင်မြောက်မယ်နောက်က -3d ကလည်းနောက်ကဝင်မြောက်မယ်အဲ့ဆို 2d square နဲ့ 3d square ကိုငှားတဲ့အခါမှာကျတော့64ရတယ် 2d square နဲ့ 3/2d ငှားတဲ့အခါမှာဒီ2နဲ့2နဲ့ကြည်ရပေါ့နော်ဘိုင်းကြည်2နဲ့ရှိရအပြင်ကင်း2နဲ့ကြည်တဲ့အခါမှာ 3d ကြည်ရတယ်နောက်က4နဲ့ 2d square ငှားတဲ့အခါမှာ 8d square ရတယ်ပေါ့နော်အဲ့က 4d နဲ့ 3d square ကိုငှားတဲ့အခါမှာ၄တုံးကြီး7မြေကြည့်ရတယ်။အဲ့က 4d နဲ့ 3/2d ကြတော့ဒီအပိုင်းကြီးက2နဲ့ ချီရအပြည့်ကိန်းဒေးနဲ့ကျင်းနဲ့ကံမှာနှိမ့်ရတယ်ပေါ့နော်အဲ့ဒါ2ဒီနဲ့3ဒီနဲ့ဆိုတော့ city square ရပါတယ်နောက်4နဲ့4ဒီနဲ့များတဲ့ကံမှာ season ဒီရတယ်ပေါ့နော်နောက်တစ်ခုမှာကြာကျတော့3နဲ့3ဒီ square နဲ့များတဲ့ကံမှာ9နဲ့90 square ရပြီးတော့3နဲ့3 by 2နဲ့များတဲ့ကံမှာကြာကျတော့လုံးလုံးညီကိုဆိုတော့9 by 2ဒီရပါတယ်3နဲ့4နဲ့များတဲ့ကံမှာ square ရတယ်ပေါ့နော်အရင်ကျတော့ဒီမှာကြည့်မယ် City City Power to the Power 4ကတော့ damage ပြင်းရတယ်။အဲ့ဒီမှာက၃တက်ကိန်းကြီးတဲ့ကမှာ plus 3ကြီးရဲ့ minus 12ကြီးရဲ့အခုရှိရပါတော့။ဒါပြင် plus နဲ့ minus နဲ့ဆိုရင်နှုတ်ရမယ်။စနစ်ရသုံးတော့900ရဲ့ပေါ့နော်90ကြီး90ကြီး။ဟိုအနှုတ်ကများပြအနှုတ် minus 90ကြီးရပါတယ်။နောက်က square ကိုကြီးတဲ့ကမှာကျတော့ဒါ80 square ရဲ့ minus 60 square ရဲ့ minus 90 square ဆိုပြီးအကြည့်ရှိပါတယ်။အဲ့ဒီမှာကျတော့အနှုတ်ကနှစ်ခု နော်ဘာလဲ city square နဲ့90ဆိုတော့နှုတ်က15 dc square 15 dc square ကနေပြီးတော့80 dc square ကိုနှုတ်တဲ့ခါမှာဒီလို70 dc square ကျင်တယ်အဲ့ဒီမှာအနုလက္ခဏာများတွေက -70 dc square ဖြစ်ပါတယ်နောက်က d ကိုနှုတ်တဲ့ခါမှာဒီမှာ d တွေပေါ့နော် d ရကျတော့မှာ90 9/2 d နဲ့ 21/d ဆိုတော့ကျတော့လက္ခဏာမျိုးတော့နှုတ်ပေးရတယ်လည်းနံပြူတော့နှုတ်ပေးရနှုတ်တဲ့ခါမှာကျတော့ဘိုင်းကြီးကတော့နှစ်ပဲပေါ့နော်။အဲ့မှာ16 T ရောရှိရပါလား။ အဲစီတင်းဒီရဲ့9 by 2D ရဲ့21 by 2D ရဲ့ကိုရှင်းတဲ့ခါမှာဘယ်လောက်ရလဲဆိုရင်10 D ရပါတယ်။နော်10 D ရတယ်။နောက်က minus 12ကကျတော့ဒီလိုမှာ minus 12ပဲနော်။အဲ့ဒီမှာအပိုင်းရင်းသုံးကိုကျတော့နော် D D ပါရက်နော်စီတင်းဒီရဲ့9 by 2D ရဲ့21 by 2D ရဲ့ကိုရှင်းတဲ့ခါမှာစီတင်း D ကိုကျတော့ဒီပိုင်းဟိုတဲ့ပိုင်းရင်းကြီးရတယ်နော်။အဲ့တော့32 by 2ရတယ်။အဲ့ဒါရင်32 by 2နဲ့9 by 2နဲ့ကျတော့ဒီအနှုတ်ချင်းတွေ့ရတဲ့ ပေါင်းမိလိုက်မှာပေါ့နော်16နဲ့9နဲ့32နဲ့9နဲ့ပေါင်းတဲ့ခါမှာ41ရတယ်41နဲ့21ကိုလို့တဲ့ခါမှာ20ရတယ်ပေါ့နော်20 by 2ဆိုတော့ပြောပါတော့အဲ30ဟို20ကိုနှိမ့်နေစားတဲ့ခါမှာ10တီရတယ်ပေါ့အဲ့ဒါတွက်ကြည့်ရမှာပေါ့နော်ကိုပေါင်းတာအဲ့ဒါအရင်ကတွဲဖြစ်ပါတယ်ဒါဆိုရင်ဒီရဲ့နော်ဒီတီရင်းနဲ့ညီတာဖြစ်တဲ့တဲ့အပြေရမှန်ပါတယ်ဒီပိုက်ဒီပိုင်းကြီးတွေမှာရတဲ့ချာလေးကိုနော်ဒီချာလေးအနိုတေးလေးကမလုံးနိုင်တဲ့အတွက်နော်အလုံးမဲကိုကိုပေါင်းကလေးလုပ်ကြည့်ပါဦးနော် ီ minus series ဒီနဲ့ minus 9 minus 2 d ရယ် net 21 d 2 d ရယ်ကိုဒီလိုရှင်းကြည့်ပါနော်ရှင်းရတာက minus 10 d ရပါတယ်အဲ့ဒါလေးတော့ကိုယ့်ဘောင်ကိုရှင်းကြည့်ပါနော်ဒီကျအဲ့ဒါလေးကိုထည့်ဖို့ပြနေတာလို့ပါနော်အဆုံးထိရှိသေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နံပါတ်1ကတော့ပြီးပါပြီနော်